ဆိုတော့ရေကရေတပူကိုကျွန်တော်တို့1လီတာတပူကို၄ချက်ပေါ့နော်တို့ဒီ Euro Europe European ပတ်စံ၄ချက်ဆိုတော့ကျွန်တော်မြန်မာငွေနဲ့မြှောက်ရင်၄၅လေး20လောက်2000လောက်ရှိတာပေါ့ဒီတပူက2000လောက်ရှိရဲဆိုတော့ဆိုတော့ wine blend ကိုလည်း၄ချက်၃ချက်ဆိုတော့ wine နည်းနည်းလေးပိုတတ်တာအဲ့တော့ wine ပဲတောင်းလိုက်ဆိုတော့ဆိုတော့အခုဆစ်ဇလန်ကျွန်တော်တင်ထားတဲ့ဟာဆိုရင်တို့နိုင်ငံမှာဒီ cheese fondue ဆိုတာပေါ့နော် cheese ကိုအရေးကြိုပြီးတော့အာဒီပါမုတ်မာအမာကြီးနဲ့ပါမုတ်မာကြီးနဲ့တို့စား အဲအဲ့ဒီဟာအဲသူတို့ကလာဒီမှာမြန်မာငပီးရရနန်းနေပါပြမဲ့သူတို့ cheese မှာလဲသူတို့အနံ့ရှိတယ်အဲ့လို cheese ရအနံ့ကလည်းအဲသူ့နာလဲသူတို့နံ့ကြတယ်ဆိုတော့အဲ့ဒီဟာလေးကိုစားစားကြည့်ရစားစားစားကြရပေါ့နော်နောက်တစ်ခုကသူတို့နိုင်ငံမှာအသားထူးထူးဆန်းဆန်းနေစားတယ်မြင်းသားတို့ပါလို့ပေါ့နော် cheese နံနံငပီးငငဟိတ်တွေဘယ်တော့ပိုကောင်းလဲငပီးပေါ့နော်နိုးစဲအိမ်မှာငပီးရအောင်စားရပါပေါ့မေယာ cheese ပဲစားရဆိုပြောပါ့မယ် ဟုတ်တယ်ငပိပိုကြိုက်တာပေါ့ငပိပိုကြိုက်တာပေါ့ဘာလို့ဆိုမွေးကလေးရစားလာပြီးတော့ကြိုက်တယ်လေနော်အာကန်နမ်ကဒီကဘရန့်ရှ်အများကြီးဖွင့်တာပေါ့နော်အာကျွန်တော်ကလည်းကျွန်တော်ရဲ့လှပရေးရတွေမှန်သမျှကကန်နမ်မှာပဲဟိုးစအာဒီအနုမီနာလောကရဲ့စာဝင်ကနေအခုချိန်ထိဒီကနေ့မှပဲလောက်တာဆိုတော့ဒီကနေ branch အများကြီးဖွင့်တော့ဂုံယူသွားနေလာပြီးတော့ပွဲတက်ရောက်တာပါဟုတ် အော်ကျွန်တော်သွားခဲ့တာပြီးခဲ့တဲ့တည်င်းကျုတ်ကပေါ့နော်ဆိုတော့သွားခဲ့တာတော့6နိုင်ငံဒါပေမဲ့တင်လာတာတော့အခုဆွစ်ဇာလန်တစ်ခုပဲရှိသေးတယ်ပေါ့နော်နောက်ထပ်လာချာချာပြီးတော့တခြားနိုင်ငံတွေကိုတင်သွားပါအောင်မယ်အဲ့တော့နိုင်ငံအလိုက်ကျွန်တော်တို့နိုင်ငံအတိုင်းပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ဘာအစားအစာတွေကနာမည်ကြီးလဲနောက်တို့နိုင်ငံရဲ့အထင်ကရတွေကဘာလဲဘဝတူတရအောင်ကျွန်တော်လလန်းမိတလောက်တော့ကျွန်တော်ရိုက်ခဲ့တယ်ပြန်ပြီးတော့လည်းတင်ဆက်ပါအောင်မယ်ဆိုတော့ရေအားရေတပူးကိုကျွန်တော်တို့1လီတာတပူးကို၄ချက်ပေါ့နော်တို့ဒီယူရိုယူရိုယူရိုပီယန် ပတ်စံ၄ချက်ဆိုတော့ကျွန်တော်မြန်မာငွေနဲ့မျှောက်ရင်၄ငါးလေး20လောက်2000လောက်ရှိတာပေါ့ဒီတပူက2000လောက်ရှိရဲဆိုတော့ဆိုတော့ wine dublin ကိုလည်း၄ချက်3ချက်ဆိုတော့ wine နည်းနည်းလေးပိုတတ်တာအဲ့တော့ wine မဲတောင်းလိုက်တော့ အဲ့တော့မနက်7:00နာရီလောက်ဆိုဝိုင်းတောက်ပြီးရှောက်သွားတယ်။ဒါဆိုတော့တို့ဒီ Europe Europe countries တွေကဒီဝိုင်းတွေထုတ်တာ၊ချီစီထုတ်တာ၊ချောကလက်တွေထုတ်တဲ့နိုင်ငံတွေဆိုတော့ဝိုင်းတွေကိုအဓိကထားပြီးတော့ဝိုင်းရဲ့ထိစေရပါလေ။ဘယ်လိုမျိုးလေးတွေရှိရပါတော့။ဆိုတော့ရေတွေကတော့တို့ဒီ fountain တွေလမ်းဘေးမှာတို့က fountain လေးတွေလုပ်ထားပြီးအဲ့ fountain လေးတွေကတောက်လို့ရတယ်။အဲ့တို့တောက်လို့ရတဲ့ရေပုံပိုင်းဆိုပြီးတော့လည်းတို့ခွဲထားပေးရပါတော့။ကျွန်တော်တို့အဲ့ရပဲရေကိုတောက်လိုက်တယ်ပေါ့။ဟုတ်။အမှတ်သားစရာကတော့စီကန်းရှိတာပေါ့နော်။ဟောဘယ်နေရာမှာမဆိုအမိုက်တွေ မတွေးနေရဘူး ဆိုတော့ကျွန်တော်တို့ဒီမျိုးဟောင်းကြီးတွေကလွဲပြီးတော့တချို့ဒီစစ်ဇလန်ဆိုအရန်အဲ့လိုမျိုးတန်ရှင်းပြီးတော့အရန်လှတဲ့နိုင်ငံပေါ့နော်။ဟောဟိုတကယ်လေကျွန်တော်တို့ဒီထမင်းစပွဲတွေထမင်းစပွဲတွေဘေးနားမှာကျွန်တော်ငငယ်တော့ဆိုပိုစတာတွေကတ်ထားတယ်။အဲ့ဒီမြက်ခင်းကြီးတွေအိမ်လေးတွေဆိုတော့တကယ်အဲ့လိုအဲ့ဒီလိုပိုစတာလေးတွေကိုရောက်သွားသလိုခံစားရတယ်။အဲ့တော့ဘယ်လောက်လှလဲဆိုတာလေအဲ့အဲ့ထဲမှာပေါ့နော်ကျွန်တော်တို့ကအဲ့ပိုစတာထဲမှာဝင်ပြီးတော့ရှောက်သွားနေရရှောက်လည်နေရလို့ပဲထင်ရတဲ့လီကိုလှ။နောက်စီကန်းရှိတာကလည်းအမှိုက်လည်းစမ်းမမတွေ့ရဘူး။ပြီးတော့ 呃。Uh ဘေးနိုင်ငံရောက်ရောက်ဝန်ထမ်းတွေကအရန်ဖော်ရွေးရဲ့သူတို့စီမှာဒီအလုပ်ကိုလုပ်နေရလို့အဲစိတ်ပြတ်နေရပါညာမရှိဘူးလာဝဲတဲ့ customer တွေကိုသူကပြန်အောင်နောက်ပြီးတော့အလိုဟီးဟားအောင်ပြန်လုပ်သေးရဲ့ဆိုတော့ဗောနော်အဲ့ဒါလေးတစ်ခုကတော့ကျွန်တော်တို့အရန်တင်ယူပါမယ်ကိစ္စလေးတွေဗောနော်ကျွန်တော်တို့ကိုယ်တိုင်လည်းတချို့အလုပ် stress တွေမလုပ်ချင်တာလေးရှိရဲ့ဆိုရင်ကိုယ်လုပ်နေတဲ့အလုပ်ပုံမှာတာဝန်ကြီးပျော်ရွှင်အောင်နေကြတာဗောနော်အဲ့ဒါလေးကတကယ်တင်ယူစရာကောင်းပါတယ်ဟုတ်အဲ့တော့နိုင်ငံနိုင်လိုက်ဗောနော်စားစားစရာတွေကတနိုင်ငံနဲ့တနိုင်ငံမတူကြဘူးဆိုတော့အခုဆစ်ဇလန်ကျွန်တော်တင်ထားတဲ့ဟာဆိုရင်တို့နိုင်ငံမှာ ဒီ cheese fondue ဆိုတာပေါ့နော် cheese ကိုအရေကြိုပြီးတော့အာဒီပါမုတ်မာအမာကြီးနဲ့ ဘာမှမာရင်းနဲ့တို့စာအဲအဲ့ဒီဟာပထမဆုံးကတော့ကျွန်တော်ကဒီမြန်မာအစားစာကြိုက်တဲ့လူဆိုတော့အဲဒီ cheese ကိုကြိုက်ပါမလားပေါ့နော်ဒါပေမဲ့အဲသူတို့ကလာဒီမှာမြန်မာငပိရရနန်းနေပါပဲမြန်မာသူတို့ cheese မှာလည်းသူတို့အနံ့ရှိတယ်အဲ့လို cheese ရဲ့အနံ့ကလည်းအဲသူ့နာလည်းသူတို့နန်းကြတယ်ဆိုတော့အဲ့ဒီဟာလေးကိုစားစားကြည့်ရစားစားစားကြရပေါ့နော်နောက်တစ်ခုကသူတို့နိုင်ငံမှာအသားထူးထူးဆန်းဆန်းနေစားရမြင်းသားတို့ပါလို့ပေါ့နော်ကျွန်တော်ကတော့ဟိုအသားထူးထူးဆန်းဆန်းနေတိတ်မစားရတဲ့ဟာဆိုတော့ကျွန်တော်တကယ်ချင်းတွေကိုပေးစားလိုက်တယ်သူတို့သူတို့ရေစားရ ယ်သူတို့ review ဘယ်လိုနေတယ်ပါဗောနော်အဲ့တော့ကျွန်တော်စားလို့ကျွန်တော်စားတဲ့အသားပုံမှာပဲမူတည်ပြီးကျွန်တော်စားရဲအဲ့လိုအသားအစားစားထူးထူးဆန်းဆန်းလေးတွေစားရဲနောက် chocolate တွေ cheese တွေအရန်ကိုကောင်းတယ်နော် cheese နဲ့နိုင်ငံငပိငငဟိတ်တဲ့အတွက်ဘယ်တော့ဘူကောင်းလဲငပိပေါ့နော်နှုတ်ဆိုအိမ်မှာငပိရအောင်စားရမှာပေါ့မေယာ cheese ပဲစားရဆိုပြီးပြောပါဟုတ်တယ်ငပိပိုကြိုက်တာပေါ့ငပိပိုကြိုက်တာပေါ့ဘာလို့ဆိုမွေးကလေးရစားလာပြီးတော့ကြိုက်တယ်လေနော်ဆိုတော့ cheese စားကြတော့ ဘလောက်ဝယ်စားကောင်းတယ်ပြောပြောကျွန်တော်တို့လုံလောက်ကြုံတော့ဘလောက်စားနိုင်မှာတစ်ပတ်လားတစ်လလားနောက်ထပ်ကျွန်တော်တို့မြန်မာလူမျိုးတွေအတွက်ကတော့ရှေ့ဆက်ပြီးတော့အချိန်ကြာကြီးစားဖို့ဆိုတာမဖြစ်နိုင်တော့ဘူးထင်တယ်ဟုတ်မပြီးတော့ပုံပြီးအဆင်ပြေဟုတ်တယ်အဆင်ပြေအဲ့ဒီမှာလွမ်းနေသေးလားကိုယ့်ရဲ့မြန်မာငပိထမင်းဟင်းပေါ့လွမ်းလားဆိုတော့အာကျွန်တော်တို့အိတ်ခီးသွားတဲ့တောက်လျှောက်ပေါ့နော်ကျွန်တော်အဲ့ဒီယူရိုတော့18ရက်ကြာတယ်ဆိုတော့ဒီကနေပြီးတော့ငပိဘူးတွေစံနေရစားသေးသွားတယ် ။တမင်းပေါင်းလည်းပါတယ်။တော့မရအောင် Asian ကတော့ Asian ပဲ။ဟိုရအောင်တမင်းနေချက်စားတယ်။ငပီးရည်တွေနဲ့ဘေးဥချင်းတွေနဲ့ချက်စားတငယ်ချင်းတွေပါကျွေးရ။မနေ့ဆိုရင်ကျွန်တော်ထပြီးတမင်းနေချက်နေ။ဟင်းနေချက်နေ။သူတို့ကျွေးပြီးစင်နိုင်လောက်မှထွက်။ပြီးတော့မှသူတို့အစားစားရေးစားပေါ့နော်။အဲ့ဒီနှစ်ခီးထွက်ရင်တမင်းကတော့မနေ့စီရ။ငတ်စီရပါ့ငတ်စီရ။ဘေးဥချင်းဟင်းတော့ချက်သားဟင်းတော့လောကအပီချက်ချက်တာ။ဟုတ်။ဘာလို့ခီးထွက်ခီးထွက်ရတာကြိုက်တာပေါ့နော်။ပြီးတော့အဲ့ဒီ မရဘူးသေးတဲ့အတွေ့အကြုံအသစ်တွေကိုခံစားရတာကြိုက်တယ်ပြီးတော့မစားဘူးသေးတဲ့အစားအစာတွေကိုစားကြည့်ရတာကြိုက်တယ်